Thank <laughs> you.

စစ်ဆောင်စကန်းကြီးတစ်ခုပေါ့စစ်ဆောင်စကန်းကြီးတစ်ခုဆိုတဲ့နေရာမှာဒီကလေးလေးတွေအကုန်လုံးရဲ့အိမ်တွေကအခုရပိုင်းတော့တဲမှာပဲအာဖက်စစ်ချမ်းဖက်တန်းနေတဲ့ဒီပို့ဆွေရောက်ပြန်လို့အခွေတွေကမရှိဖြစ်စီလိုက်လို့ရွာလုံးကျွတ်မရှိတော့တဲ့အိမ်မဲ့သွားတဲ့အိမ်အမဲ့သွားတဲ့ကလေးတွေဖြစ်ပါတယ်သူတို့တွေကဒီမှာဒီနေရာမှာကျွန်တော်တို့စုပြီးတော့ကလေးတွေကိုပညာသင်ကြားပေးတယ်ဆစ်ဆောင်ကမ့်ကြီးတွေနေရာချထားပြီးပြီးတော့ဦးကြီးဆောက်ရှောက်ထားတဲ့အစီအစဉ်ဖြစ်ပါတယ် တော့ဒီနေ့လှူတဲ့အခါတော့7300ကျော်ဘူးလောက်ရှိပါတယ်စူပေါင်းလှူတဲ့လူရှင်တွေကတော့အမအေးဝင်းနဲ့တငယ်ချင်းများအမေရိကန်နိုင်ငံဒေါ်တင်နုနဲ့မိတ်ဆွေများဩစတြေးလျနိုင်ငံဩစတြေးလျဒေါ်လာ1500အဲနောက်ဒီဒေါက်တာဆွေလတ်နောက်တစ်ခါမိတ်ဆွေပေါင်းစုံပေါ့အစုံပေါ့ဒါဆိုရင်ထိုင်းနိုင်ငံကဥပမာဆိုရင်ဒီမီတီတွေဆိုရှင်ထိုင်းနိုင်ငံကကိုနီလင်းဆိုးပြီးပို့ထားတဲ့မီတီတွေပေါ့ထိုင်းနိုင်ငံကိုနီလင်းဆိုးเนาะဟုတ်ကဲ့ဒါဆိုလို့ရှင်ထိုင်းဒီထိုင်းကပဲ ဂီတာဒီကျွမ်းကျင်ပညာရှင်တယောက်ပေါ့ဂီတာတွေအာဒီဒီတယောတွေပါတယ်ပေါ့နော်ဒါဒီဆိုလို့ရှိရင်ဒါဖူခက်ကဖူခက်ကနေပြီးတော့ပေးပို့လိုက်တဲ့စားတော့ကိုနေနဲ့ပစ္စည်းတွေဖြစ်တယ်ပေါ့ဖူခက်မျိုးဟာကိုနိုင်လင်းနဲ့မိတ်ဆွေများဝီဒူးပေါ့ဝီဒူးဖူခက်ကပေးပို့ထားတဲ့မိတ်ဆွေတွေပေါ့ဒါလေးဆိုရန်ချစ်ဖို့ကောင်းတာပဲဒါလေးတွေចောင်းသားចောင်းသူတွေပေးမယ်နော်ဒါလေးတွေကမီးသွင်းတဲ့ခါကျညာဘက်ကျရင်မီးခန်းလေးတွားရတယ်သူအရန်လာနော်အဲညာဆိုအရန်လာနော်ဒီလိုမျိုးအတူတူ အယောင်ဆုံးတော့ထွက်တာအဲ့လိုနော်နောက်ဒါဆိုလို့ရှိရင်ပုခက်ကပို့လိုက်တဲ့ပါလိတော့ဒါလေးဆိုလို့ရှိရင်ဒီဒီလေးတွေပေါ့ဒါဒါအလုံးမရတဲ့ထထန်းចောင်းသားထထန်းចောင်းနေပြီပဲပြေးပြေးမယ်နော်ဒါကဘာလို့ဆိုတော့အရင်အုံးတဲ့တယ်မိတီလက်အကြာကြီးခံတယ်ဒါမျိုးလေးဒါမိတီလေးတွေပါလေပေါ့ဒါလေးဆိုရင်ဒါမိတူပွင့်ဒီကဒါဆိုရင်ဒါညာပဲဒါရှိတယ် ော်အကြာကြီးလည်းထုံးခံတယ်ဒီတစ်ခါသွင်းတာအကြာကြီးခံတယ်မီနီလေးဆိုတညာလုံးထုံးလို့ရတယ်နော်ဒါမျိုးလေးမြည်ပြီးတဲ့ထက်ထန်းကြောင်းလေးတွေပြေးမယ်ဒါကလေးတွေအတွက်သဘင်ညက်ဖို့သဘင်ညက်ဆက်ရမ်းကောင်းတယ်နော်အဲသဘင်ညက်ဆက်နော်အဲ့ဒါလေးပါတယ်အဲ့ဒီထက်ထန်းကြောင်းလေးပြေးနော်ဒီဘလာဆာအုပ်တီနဲ့ကိုမဘူးတွေကတော့ကြောင်းသားကြောင်းတွေအားလုံးတည်းဖြစ်တယ်ဒါလေးဖူခက်ကဖူခက်ကကိုနိုင်လေးနဲ့ဒီ we do ဖူခက်ကပေးဖို့တဲ့ဝန်စားတွေဖြစ်တယ်အဲ့တော့ကလေးတွေလွယ်လေးတွေပေါ့ကျွန်တော်တို့ဝယ်ယူဝယ်ယူပြီးလာတာအာ ခေကို3000လောက်ကြမယ်နော်ဘာမှငွေ3000 3000ခွဲလောက်ကြမယ်ဒါဆို2200ဘာ260ဆိုတော့ဒါလက်ရက်ပဲနော်ကိုတိုင်းသားတွေလက်ရက်ပြီးတော့လောက်ထားတဲ့ပဲလေးတွေပေါ့ဒါလေးတွေပါလာအဲ့တော့ဘောလုံးကတော့လီထိုးကြမယ်ပေါ့လီထိုးရရှိလားရှင်ဘူးတယောက်တည်းလေးပြန်နိုင်မို့ဟာဘောလုံးလေးပါလေလိုတဲ့လေးလုံးပဲပြေးရတယ်စီးနဲ့ကန်နဲ့ကန်ကွဲသွားမှထပ်ဖို့ပြင်မလားကွဲအောင်တော့မကန်နဲ့နော်ဟုတ်ပါဘူးရှင်နော် ဒါအခုဂီတာဂီတာဆရာပါမလားဂီတာဂီတာယူလာခဲ့အချင်းတော့လာတီးမယ်ဒါကလေးတွေအတွက်အနုပညာတီးဖို့အနုပညာလေ့ကျင့်ဖို့အတွက်တရောပေါ့အနုပညာသင်တန်းမှာသင်ကြားပေးဖို့အတွက်တရောရေဂီတာလည်းယမဟာအစ်စ်ဝယ်ပေးထားတယ်ကဲတဖို့လောက်တဖို့လောက်တပိုက်လောက်တီးပြလိုက်ဆိုတော့ဒါတက်တယ်ဘာလဲဒီလိုဒီချိန်ကတော့ကြာတာဟုတ်ကြာတယ်ပါဟုတ်ကဲ့ငါနောက်ပဲ

Bushido, ေသာဖောင်ဒေးရှင်းခံကိုပြဖို့ထားတဲ့နိုင်ငံတကာမိတ်ဆွေအားလုံးလူရှင်အားလုံးကိုကျေးဇူးတင်တယ်။ဆက်မှန်ပြီးတော့ကျွန်တော်တို့ဟာဒီဆင့်လောက်နဲ့ပြီးမှာမဟုတ်ဘူး။ဒီကလေးတွေကိုပြည့်စုံပြောထောင်ရင်ဒီဒေါ်လာကြီးကိုပြီးသက်ဆင်နွှဲနိုင်တဲ့အထိတခြားလိုအပ်တဲ့အထူးထောက်ပံ့မှုနည်းပညာပိုင်းဆိုင်ရာပေါ့တိုက်ခိုက်ရေးဆောင်မကားတွေကိုလည်းမြင့်တင်ဖို့ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ဒါကလည်းနိုင်ငံအနာဂတ်ကိုဆက်လက်ပြောထောင်မဲ့ကလေးတွေပညာရေးထောက်ပံ့မှုဖြစ်တယ်။ ဒါတလို့ကျွန်တော်တို့ဒီဆိုင်တိုက်ခိုက်နေရတဲ့ဖက်စစ်အကြမ်းဖက် အာဏာရှင်စနစ်ပြုတ်ပြုတ်ဖယ်ရှားနိုင်ရေးအတွက်တော်လိုင်းလုပ်ငန်းစဉ်တွေကိုလည်းပြည်သူတရားလုံးနေတဲ့ခုချိန်မှာပုံမှန်အာရုံစိုက်ဖို့လိုပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီရပိုင်းကျင်းပမယ့်အာဆီယံဆမစ်ထိပ်ပြီးညီလာခံအပြီးမှာမြန်မာနိုင်ငံရဲ့ရွေးဟာအဲညံ့များညံ့ညံ့သွားကြရှိပါတယ်။အော်အစိုးရဘက်ကိုအားသာသွားဖို့တော့မရှိပါဘူး။အကောင်ဘက်ကိုအားသာဖို့ပဲရှိပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့တိုင်းပြည်ထူထောင်ရေးကိစ္စတွေဒီကလေးလေးတွေလိုပိုးအိမ်မဲ့ဖြစ်သွားတဲ့ ရှစ်ချောင်းမိသားစုဒီကိုပြန်လဲအမြန်ဆုံးနေရာချထူထောင်ရေးကိစ္စတွေနောက်တစ်ခါလမ်းမဆက်သွေး infrastructure အပါဝင်ပေါ့အဲ့ဒါတွေအတွက်ကိုလည်းကျွန်တော်တို့နိုင်ငံတကာရောက်ပြည်သူနိုင်ငံတကာအစိုးရအဖွဲ့တွေနဲ့ဖြည့်သွေးပြီးတော့ကျွန်တော်တို့မြန်မာပြည်အောင်စုကြီးကိုအမြန်ဆုံးအင်းငင်းတာယာဖွံ့ဖြိုးတိုးတက်ပြီးတော့ဒီကလေးလေးတွေမျောလင်းတဲ့ငင်းကြမ်းသောအနာဂတ်တွေပေါ်ပေါအောင်ကျွန်တော်ဆက်လက်ပြီးတော့အားတင်ပါတိုင်းကြိုးစားကြပါစို့တော့ဒီမီလေးတခြားတင်ပြီးတော့အကောင်းဆုံးကြိုးစားရမှာဟုတ်လားဟုတ်ပါပြီဟုတ်ပြီကဲအဲ့တော့တော်ထက်တန်းကြောင်းသားကြောင်းသူတွေကိုလက်ဆောင်အရင်ဆုံးစပေးပြီးရနော်